သီလဆိုတာအစွမ်းထက်တဲ့သီလရှိတယ်အစွမ်းမထက်တဲ့သီလရှိတယ်အစွမ်းမထက်တဲ့သီလဆိုတာတတိယသီလမျိုးပေါ့နော်တတိယသီလဆိုတာတတိယတစ်ခါကသူ့နိဗ္ဗာန်မှာသူစားเสียဖမ်းเสียကြိုက်เสียတားကောင်မတွေ့ဘူးသမင်တရေစားတဲ့သူဖမ်းလို့ရမဲ့တရဝါတကောင်မှမတွေ့တဲ့အခါကျစဉ်းစားတယ်လေအားလဲဖမ်းပြီးတော့စားเสียသမင်တရေတကောင်မှမရှိဘူးငါနာ အဲ့တော့မဆားရမဲ့သူဆိုတော့ငါဥပုသောင်းတာကောင်းတယ်ဆိုပြီးတော့ဥပုသောင်းနော်ငါမဲ့သူသူဥပုသောင်းတယ်တော့အဟုတ်ဆောင်တာလားလို့ဆိုသူ့ကိုစုံစမ်းလို့တမင်ရောင်ဆောင်ပြီးရှေ့ကဖြတ်ပြေးတဲ့အခါကျတော့ဥပုသာထာငါရာတုံးစားလိုက်အောင်မယ်ဆိုထားလိုက်တဲ့နော်ထားလိုက်တော့တမင်မမိလိုက်ဘူးမမိလိုက်တဲ့အခါမှာတခါပြန်ပြီးတော့ကဲမမိမဲ့သူသူပြန်ပြီးဥပုသောင်းလိုက်အောင်မယ်ဆို အဲ့ဒီတီလာမျိုးကအခြေအနေရဆောင်တဲ့တီလာမျိုးတယ်နော်စေဘာတီလာလေးစောင့်တည်ထားတယ်အဲဒီနေ့ဘိုက်စားတယ်လေနာထတယ်ဥပုပ်ချလိုက်ဦးမှာပဲဆိုချထားတယ်ဆုံးကန်းဒီအောင်မလိုက်တော့ဘူးဒီဥပုပ်ကနော်ငါးပါးတီလာလေးလည်းဒီလိုပဲအသက်ထက်အသက်ထက်တန်ဖိုးထားပြီးတော့ငါးပါးတီလာစောင့်မယ်လို့ဒီလိုမဟုတ်ဘဲနဲ့သူများအသက်သက်ဆရာမကြုံလို့ရှင်ရှောင်းလိုက်ဦးမယ် ။အများဥစ္စာလည်းမတွေ့သေးဘူးဆိုမယူသေးပဲရှောင်းလိုက်ဦးမယ်ဆိုတဲ့။အဲဒီလိုအခြေအနေရရှောင်းနေတာတွေ့ပြီးဆိုရင်တော့နောင်မရောင်ရဆိုတဲ့ဥပုမျိုးကဒါဒေါရစသီလာလို့မခေါ်ဘူးတဲ့။ဒေါရစသီလာဆိုတာနိဗ္ဗာန်ရောက်တဲ့အချိန်အောင်ပယ်ဆောင်သွားနိုင်တဲ့သီလာမျိုး။နိဗ္ဗာန်ရောက်တဲ့အချိန်အောင်ပို့ဆောင်သွားနိုင်အောင်အစမ်းထက်တဲ့သီလမျိုးဆိုဘယ်လိုကိစ္စနဲ့မှမလဲဘူး။ဟာဘယ်လိုကိစ္စနဲ့မှမလဲပဲနဲ့ စွန့်ထက်တဲ့ကိုကျင်းသီလာမျိုးကိုဒီလိုဆွံ့လို့ရတယ်။အဲဒါလို့အစွန့်ထက်တဲ့ခိုင်မာတဲ့ကိုကျင်းသီလာရှိတဲ့ပုဂ္ဂိုလ်မျိုးကိုပေါင်းတဲ့ဆက်ဆံပါ။အချိန်ခါအားရရောစွာတာမန်တီလာဆောင်တဲ့ပုဂ္ဂိုလ်မျိုးလို့မဟုတ်ဘဲနဲ့ကိုကျင်းတရားကိုအခိုင်အမာအသက်ပေးပြီးတော့ဆောင်ရှောက်တဲ့ပုဂ္ဂိုလ်မျိုးနဲ့ပေါင်းတဲ့ဆက်ဆံပါလို့ဒီလိုဆိုတာဝတ္တဝန္တံအရိယံ အေးကိုချင်းတရားတွေစောင့်တည်ပြီးတော့ကျင့်သုံးနေစောင့်တည်ပြီးတော့ကျင့်သုံးနေအဲ့ဒီကျင့်သုံးတဲ့အကျင့်တရားတွေကလည်းသူတော်စင်တွေလိုက်နာတဲ့အကျင့်သုံးအကျင့်တရားတွေအဲ့ဒီလိုအကျင့်တရားတွေစောင့်တည်ပြီးတော့ကျင့်သုံးတတ်တဲ့ပုဂ္ဂိုလ်မျိုးအရိယစာအကုသိုလ်တွေကကင်းကင်းရှင်းရှင်းနေတယ်ပြည့်မြတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီလိုသူတော်ကောင်းမျိုးကိုတဲ့ အသိဉာဏ်ရှိရှိနဲ့အသိဉာဏ်ရှိပြီးတော့ကောမြတ်တဲ့စိတ်နေသဘောထားရှိတဲ့အဲ့ဒီလိုပညာရှိမျိုးကိုရှိကကြပါတဲ့မြတ်စွာဘုရားအဲ့ဒါကြမှာစုံစည်းမှုဟာကြီးမားသောအကျိုးကျေးဇူးရှိတဲ့စုံစည်းမှုမျိုးဖြစ်မှာအကျိုးကြီးမားတဲ့စုံစည်းမှုဖြစ်တယ်ပုဂ္ဂိုလ်တရားကိုစုံစည်းလို့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဆိုတာအခုလိုပုဂ္ဂိုလ်မျိုးနဲ့စုံစည်းအောင်ကြိုးစားရမယ် 在寿兰面上面。